ခရစ်တော်၏ယေရုရှလင်မြို့သို့ကြောက်ဝင်တော်မူခြင်းကစပြီးတက်ခံရခြင်းအကြိုခြင်းအထိဒီနေ့ဒုက္ခစရိယကျမ်းစာတော်မြတ်ကိုကြားနာခဲ့ကြတာဖြစ်တယ်။မိစာဆာမှာမြစ်တပန်းကိုကင်လျက်ဒါဝိဒ်သားဟိုဇာနာဖြစ်စေသတည်းဆိုပြီးတော့တခြင်းတည်းစီဆိုလျက်မိမတော်ကိုဝင်လာကြတယ် ရာသီဥတုအခြေအနေမကောင်းအဲ့လိုက်ချွတ်ဆိုလိုက်တော့ကအဲကောင်ကမုတ်လိုက်နေဖြစ် ဘုန်းကြီးကနောက်ကအေးပြီးတော့ရှေ့ကတရားနာပရိသတ်ကမျက်တွေခတ်တာမပြီးနိုင်တော့ဘူးဘယ်အပူဒီဘက်ကအေးအေးကြားထဲမှာဟတ်ချိုးတွေပါတွေဖြစ်ကုန်ရောသူကမျက်စိရှေ့မှာပူလို့ရက်ခတ်နေကြတော့ပင်္ဂါလေးပါလိမုတ်ပြီးတော့သက်တာတော့ဘောနော်အပူနဲ့အေးကြားမှာဒါလေးတွေကဒုက္ခဒီနေ့ကျန်းစာတော်မြတ်ကအပူနဲ့အေးကြားမှာပါပဲကြီးမားတဲ့ဒုက္ခ အားလုံးဆုံးပိုင်းမှာစာကြောင်းလေးတစ်ချောင်းတွေ့တယ်။တင်းတိုင်းမြုပ်ဖို့ကူညီပေးတဲ့လူသူကဖြတ်မှတ်တော်သူဖြစ်တယ်တဲ့။သူတို့လှုပ်ဆောင်ကြတာကိုလုံးဝသဘောမတူဘူး။ဒါပေမဲ့အများနဲ့သူနဲ့ဘယ်လိုမှမတတ်နိုင်ဘူးဆိုတော့ voiceless people ဘောနော်လူသူပရိသတ်ရောမြန်မာနိုင်ငံမှာဒီလိုလူအများကြီးကမကြိုက်ဘူးတောင်ပေါင်းများစွာသောသူဒါပေမဲ့ voice မရှိဘူး အော်လည်းမရပျော်လည်းမရမေတ္တာရခိုင်လည်းမရတဲ့နောက်ွယ်မှာဆိုးကျိုးတွေဆိုးသွမ်းမှုတွေတတိဖြစ်နေတာကျွန်တော်တို့မြင်တွေ့နေရခရစ်တော်ရဲ့ဖြစ်စဉ်ဒီနေ့ကျမ်းစာတွေကတထေရတယ်ပဲအားလုံးကိုကြည့်မဲ့ဆိုရင် လူသူပြိတ္တကတောဥတ္တမကြီးဝန်သားအားရစွာနဲ့လမ်းမှာသူတို့ရဲ့ဝိယုံတွေကိုခင်းပြီးတော့မြဲကိုစီးပြီးလာတဲ့ခရစ်တော်ကိုဒါဝိဒ်သားဟိုဇာနာဖြစ်စေသည်ထာဝရဘုရားသခင်ဓမ္မကြွလာတော်သူဆိုတဲ့ ယုံကြည်ခြင်းကိုဝန်ခံပြီးပစ်ဆောင်ခေါ်ကြလာကြတယ်။အဲ့ဒီလူလူပြိတ္တဖြစ်စဉ်ကျမ်းစာရဲ့နောင်ပိုင်းမှာဗာတွေ့ရတယ်လေ။လောဘကတိုင်တိမ်မာလောဘကတိုင်တိမ်မာဆိုရဲနောက်အုပ်စုယုံနဲ့ကြည်လိုက်ရင်အစိမ့်နဲ့အနီလိုဖြစ်နာပေါ့။အဲ့တော့ဒီကြားထဲမှာ character တွေအများကြီးပဲဒီနေ့ရ။ရှင်ပေထရုနဲ့အမျိုးသမီးတစ်ယောက်နဲ့ ူတပည့်ဆိုသူကမဟုတ်ဘူးမဟုတ်ဘူးနဲ့ညင်လိုက်ကြဖာတုံလိုက်တချိန်တော့ကခရစ်တော်နာမှာမုတ်တေကိုဖက်ပြီးဝေပေးပြီးတော့တရားဓမ္မဟောကြားနေတဲ့သာသနာပြုတမန်တော်ကြီးတွေဒေါ်ထဲမှာတပည့်တော်ကြီးတွေ82ပါတခင်ဗျားတဲ့ရန်သူတွေဘလို့ရင်ဆိုင်မလဲဆူတောင်းပြီးတော့ညခံနေမလားပြန်ခုခါမလားဆိုတော့ခရစ်တော်ကသူတို့ပြောလိုက်တယ် အဝတ်တစ်ချက်ကိုတခုနဲ့တာသနာပြုခိုင်းတယ်တဲ့အခုတော့မင်းတို့ကအဲ့ဒါတွေပြန်ယူဆောင်ဖို့လိုအပ်ပြီတဲ့ဒါမှရှိတဲ့လူကဒလွယ်မရှိသောသူကအဝတ်စပညာရောင်းပြီးတော့ဓာဝယ်ရမယ်ချိန်ရောက်ပြီတဲ့ဟာကိုရောတဲ့တပည့်တော်စပါဓာနဲ့လည်းရှိတယ်တဲ့ဒီမှာအင်းတရားဟောတဲ့ပုဂ္ဂိုလ်တွေဘေးရောက်သွားပြီလေဓာခံရတဲ့ဆင်းဘက်ကိုရောက်ဟုတ်နဲ့ခရစ်တော်စီရန်ပြုလာတဲ့ချိန်မှာတရားတော်မှာဟောကြားနေတဲ့ပုဂ္ဂိုလ်တွေဓာတ်နဲ့ဆွဲခုတ်ပြတာဘုရားကနှရွက်ပြက်ကြသွားတယ် နေရွက်ကိုခရစ်တော်ပြန်တက်ပြီးပြီးတော့တော်ပါတော့အကြံဖက်တာမလုပ်ပါနဲ့လူသားတယောက်အနေနဲ့ခုခံပိုင်ခွင့်နဲ့လူသားမှရှိတဲ့သူ့ရဲ့တုံ့ပြန်လိုတဲ့စန္ဒာတစ်ခုကဓာတ်ကင်တော်သူကိုဓာတ်နဲ့ရှင်းတယ်ဓာတ်ကင်ရင်ဓာတ်နဲ့ရှင်းတယ်ဘာပြည့်မှမရှိတဲ့သဘောလေးပဲဘယ်သူကမှလာပြီးတော့ဟိုလူဆိုးတယ်ဒီလူဆိုးတယ်ဟိုတောင်းကျမ်းသူဒီပုံကံသူလောက်ဆရာမလို့လူသဘောသဘာဝကသူပြောကိုပြောဒီသဘောလေးတွေထီတော့ခွင့်ပြုတယ် ဒါပေမဲ့အမြဲတမ်းဓာတ်ကင်ပြီးအကျမ်းဖက်တဲ့နီးကိုတော့ခရစ်တော် တားမြစ်လိုက်တယ်တော်ပြီနောက်မလုံနဲ့တဲ့ပိလမင်းရဲ့ဟေရုပိလကနိုင်ငံရေးဘက်ကပြီးတော့သူမြုပ်စားနေစားကဟေရုသူ့နယ်နဲ့သူ ခရစ်တော်ကဂါလိလဲနေသားဆိုတော့ဟေရုနဲ့ဆိုင်နေဖြစ်နေတာကယေရုရှလင်မြုပ်ကပိလမင်းနဲ့ဆိုင်နေပတ်စကောပွဲတော်ကလာဆိုတော့ဟေရုကလည်းမြုပ်ရောက်နေတော့အတူတူ လူတွေကပီလက်မင်းစီခေါ်သွားပြီးတော့တရားစီရင်ဖို့ပို့ကြတယ်လူကြီးတွေကလည်းကောင်းပါတယ်သူ့အတူဟဲ့တော့ကလည်းရမ်းတွေးကြည့်နေတာခရစ်တော်ကိုတွေးရတော့မယ်ဆိုတော့ဝန်နေသားဘာဖြစ်လို့ဆိုတော့ဂလိလဲနေရလာတဲ့လူတွေကိုလုံးကခရစ်တော်ကြောင်းကြားတော့ပရိသတ်ကပူတော်များတယ်သူ့ကိုတွေးကြည့်နေတာဟဲ့တော့ကလည်းတွေးကြည့်နေတာ will he come သူလာမလားဆိုတော့မေကုံးကလူတိုင်းရဲ့ဗဆက်ဖျားမှာအဲ့ဒီဂျေရုဆလင်မြောက်ရောက်နေတဲ့ပါစကာရောက်နေတဲ့လူတွေရဲ့ဗဆက်ဖျားမှာ သူလာပါမလားဆိုဒီမေကုံးမင်းနေကြတယ်ဖရားတွေပူဇော်ဘူးဘာညာအာယုံရောက်တာတဲ့သူကဒါကြောင့်မလို့သူရောက်တာဟိုမှာလာပြီဟေးလို့ဆိုတာနဲ့ပြေးပြီးတော့ကြိုကြတာ will he come သူလာပါမလားဆိုတော့ခရစ်တော်ကလာမလို့မလားလို့ဘာပဲလို့ဆိုတော့ဒီပြဿနာမတိတ်ခင် तू ဟာဟိုးတကာပေါ်လစ်နဲ့အဝေးကိုသူရှောင်နေတာမနေ့နေ့ကစမ်းစာမှာဆိုရင် airframe ဂန္ဓာရတောဆက်နေအထိမြို့တွေမှာအေးစစ်စစ်ရှောင်နေမလာတော့ဘူးထင်နေကြတာ လာဘမလားလို့မေးကြတယ်ရောက်လဲရောက်လာကောဒီလိုဝမ်းသာကြတယ်ဟဲရုန်နဲ့ပိလက်ကလည်းတိတ်တက်တဲ့ကောင်လေးမဟုတ်ဘူးဒါပေမဲ့ပိလက်ကဘာလို့သလဲခရစ်တော်ကိုစကားပြောပြီးတော့သူ့မှာဘာပြစ်မှမတွေ့ဘူးနှခါသုံးခါတော့မှသူ့ငါမင်းတို့ခြေနှောင်းအောင်ရိုက်နေဆုံးမပြီးငါလွတ်ပေးမယ်လို့ပြောတာအမှုတက်တာကနိုင်ငံရေးဘက်ကအခုမဆောင်နဲ့တောင်းမြစ်ပါတယ်ဆိုပြီးတော့ခရစ်တော်ကငါးပိုက်ကိုခွဲပြီးတော့မှအခွန်ကိုပေးဘူးတယ်သူ့စီစားပေးစရာရှိပေးလိုက်လို့ပဲသူတရားဟောတယ် အခုမပေးနဲ့ဆိုတာကနိုင်ငံရေးညှိအောင်ဆိုပြီးတော့တမင်လောက်ချံပြီးတော့အမှုတက်ကြတဲ့လူလူတစုဒီလူတွေကဘာသာရေးသမားတွေဝိယုံနေပါရီနဲ့မိမတော်မှာချိန်တယ်လဲလူတွေကလူတွေကိုမြောက်ပေးပြီးတော့တိုးတူဖျားသားတော့လို့ပြောတယ်ဆိုတော့တသက်တွေဆိုကြပါဆိုတော့လူတွေကလည်းအင်းအန်းနဲ့မလောက်ရဲကြမိကုန်နေမေးတယ်ခင်ဗျာဖျားရဲ့သားတော်လားအင်းကြီးပြောရတာမှန်တယ်လို့ခရစ်တော်ကမိမိကို ဖះဆိုတော့ကိုဝန်ခံတယ်လက်ခံဒါကိုပဲဘာသာရေးသမားတွေကသူတို့ကလူတွေကဖះလူကဖះဆိုပြီးတော့ဟိုလုပ်ပါတယ်ဆိုပြီးတော့သူ့ကိုတတ်အမယ်ဆိုတော့နိုင်ငံရေးဘက်ကပြည်လက်မင်းကဒါခပြားတို့ရဲ့ဟိုဖះဒီဖះဆိုတာကဘာသာရေးပြဿနာကျွန်တော်တီတီပိုင်ငွေပြဖို့အာဏာမရှိဘူးကိုဓမ္မသက်မင်းတို့ရဲ့ဘာသာရေးရှိရင်ကိုယ့်ကိုသွားလောက်ကြဆိုတော့အဲ့တော့ဟိုကောင်တွေကလည်းကျွန်တော်တို့ဓမ္မသက်မှာဘာသာရေးမှာလူပြောက်ကိုတေတေ တည်ရန်ပေးနိုင်လောက်အောင်ကျွန်တော်မအာနာမရှိဘူးဆိုတော့မရှိမလုံနဲ့ပေါ့အဲ့ဒါနဲ့ဘာလုပ်သလဲပိလမင်းကိုခမားဒီကိစ္စမလုပ်ပြီးရင်စိစဘရင်ကိုကျွန်တော်တို့တိုင်မယ်ဟာပိလမင်းကဒီလိုတောင်းကြနေတယ်ကျွန်တော်တို့ကဂယုမဆိုင်ဘူးဆိုတော့ပြောလိုက်ရင်စိစဘရင်ကဂျူးလူမျိုးတွေကိုသွားစီးယုံကျင်တယ်ဆိုတော့ပိလကိုဒုက္ခပေးမှသိကြတယ်ပိလကလှမ်းပြီးတော့ငါခုအမှန်တရားဘက်ကယက်တိမလား ဒါမှမဟုတ်ငါစီစိန်ဥစ္စာကလထိုင်ငါမြဲအောင်ငါလုပ်အောင်မလားဆိုတော့ तू ကပြဿနာတွေတက်ပြီးတော့ကဲလုပ်ချင်လဲတက်ချင်လဲတက်ချကွာဆိုမိမိအတွက်တွေ့တဲ့ချိန်မှာပြိလက်လည်းမခံနိုင်တော့ဘူးပြီးမှပဲ तू လက်စေးပြီးတော့ဒီအပြစ်မရှိတော့သူသွေးနဲ့ငါနဲ့ဘာမှမဆိုင်ဘူးဆိုတော့ तू မိမကလည်း तू ကိုတရီပေးတယ်တဲ့ तू နဲ့မပတ်သက်နဲ့ဒီလူကတန်ရှင်းတော့သူဆိုခရစ်တော်အမှန်ကိုတီးနေတာတော့မှ pressure တွေဘယ်ဘက်ကလာရရှိအမြဲဘယ်ဘက်ကလာတာ ပီလာမင်းကငါနဲ့မဆိုင်ဂါလိလဲနေသားဆိုဟဲရုတ်စီပို့လိုက်ဟဲရုတ်ကမှယေရုရှလင်ရောက်နေတယ်သူကသူစီရင်မစီလွတ်လိုက်ဟဲရုတ်ကသူကနေပြီးတော့သူစီပြန်လွတ်လိုက်အဲ့လိုမျိုးအမျိုးမျိုးသောကာရက်တာဒီနေ့ခရစ်တော်နာမရှိတဲ့သခိုးနှကောင်တော်မှတကောင်ကပဲခမခမလက်ကဲကျွန်တော်တို့ကဲပါလားဗျာဆိုတော့ပြဿနာရှာနောက်တယောက်ကကောင်းသောသူသခင်ဗျာကျွန်တော်ကိုသတိရတော်မူပါလို့ဆုတောင်းမြတ်တာသေးသေးလေးလှုပ်ပြီးတော့အဲ့ဒီသခိုးကတော့မှကောင်းကင်ကမှခိုးယူသွားလိုက်တာ ရစ်တော်ကဒီနေ့နေပါရဒိစုမှာငါနဲ့အတူရှိမယ်တဲ့ကိုလူပြောလိုက်တဲ့ကားတိုင်းမှာဒုက္ခခံရင်လည်းဆုတောင်းနဲ့ဆုတောင်းမြတ်တာတည်တည်လေးနောင်တတရားနဲ့သူ့ပြစ်ကိုဝန်ခံပြီးတော့သူ့ကိုဆုံးမငါတို့ကငါတို့ပြစ်နဲ့ခံနေရကွာဒီလူကဘာပြစ်မှမရှိပါဘူးမင်းမပြောပါနဲ့ဆိုကားတိုင်းမှာဒုက္ခခံနေရင်လည်းဒီကောင်းတဲ့လူတယောက်ကသခိုးဖြစ်ဖန်ခံရတဲ့ကောင်းတဲ့သခိုးကဟိုကောင်းကိုလှမ်းပြီးတော့ဆုံးမနေမင်းအဲ့လိုသူ့ကိုမပြောပါနဲ့ငါတို့ကငါတို့ပြည့်နေခန္ဓာတဲ့ तू ကဘာပြည့်မှမရှိဘူး ယုံကြည်ခြင်းသူ့မှာရှိတဲ့ခံယူချက်ကိုဝန်ခံတယ်ပြီးရင်ဆူတောင်းတယ်တခင်ဗျာကျွန်တော်ကိုကိုရိုနိုင်ငံရောက်တဲ့ချင်းကျွန်တော်ကိုသတိရပါဖရားဆိုတည်တည်လေးဆူတောင်းတယ်ခရစ်တော်ကဒီနေ့မေပါရာဒီစုမှာငါနဲ့အတူရှိမယ်ကောင်းငင်ကိုပေးလိုက်အဲ့တော့ဒီနေ့ကျမ်းစာမှာ အမျိုးမျိုးသောဖြစ်စဉ်ကိုကျွန်တော်တို့တွေ့နေရတာပေါ့နော်အဲ့တော့အခါအားလျော်စွာလူ့ဘဝမှာကျွန်တော်တို့တဏှာမဟုတ်တဏှာပါနေတဲ့လူတွေဖြစ်တယ် ပြိလမင်းနေရာကနေပြီးတော့ကောင်းမှန်တည်ရတာနဲ့အကောင်းဘက်ကိုမရက်တီနိုင်ပဲနဲ့အဆိုးဘက်ကိုစိတ်ပါလွတ်ပေးတာရှိတယ်ဟေရုံမင်းလို့နေပြီးတော့တွေးကျင်စောင်းနဲ့ခရစ်တော်ကိုရမ်းတွေးကျင်နေတွေးတဲ့ချိန်မှာသူမိကုန်းတွေအများကြီးမေးတယ်ခရစ်တော်ကသူ့ကိုမဖြေဘူးမဖြေဘူးဟေရုံကမတန်ဘူးဂါလိလဲနယ်မှာသိုးသွမ်းစွာသူ့ဖေအရရာခလီးဘွားကလေးကခရစ်တော်ကိုငားနေတာခလီးတွေကိုလိုက်တက်တာဒီကောင်းရဲ့အဖေဒီဟေရုံရဲ့အဖေက ခရစ်တော်မွေးဖွားတော်ကလေးခလေးလိုက်တက်လာခလေးဝေါများစွာကိုတက်ဖြတ်တာတဲ့လူသက်သမားဟဲရုတ်ကခရစ်တော်ရဲ့အဖြေတော်မတန်ဘူးခရစ်တော်ဘာမှသူ့မပြောငါလွတ်နိုင်တယ်ခင်ဗျားကိုလွတ်ပေးလို့ရတယ်ခင်ဗျားကိုသေတာစီရင်လို့ရတယ်ကျွန်တော်မှအာဏာရှိတယ်တဲ့ခင်ဗျားမသိဘူးလားဘာညာတွေမိကုန်းကြီးကြီးတွေအပေါ်ကမပေးထားမင်းဘာအာဏာမှရှိမှာမဟုတ်ဘူးလို့ဖြေလိုက်တော့သူကဘုံဆိုလို့ပြဿနာတက်သွားတယ်သူ့သူတော်တော်ထိနေတာ ဒါပေမဲ့ဖျားနဲ့တွေ့တော့ခရစ်တော်နဲ့တွေ့တော့မေတ္တာတရားကိုအခြေခံတဲ့ဇကားတခုကိုဟိုလူကမခံနိုင်တော့ဘူးသွားတာပဲကျွန်တော်ဘုရားမှာဓာမျိုးတွေဟေရိုနီယာမှာဖြစ်နိုင်တယ်ပီလတ်နီယာမှာဖြစ်နိုင်တယ်ဆွဆွဲတဲ့နေရာမှာဖြစ်နိုင်တယ်လူပေးခြင်းတဲ့နေရာမှာဖြစ်နိုင်တယ်အမြဲတမ်းဒီခရစ်တော်ရဲ့ဘဝဖြစ်စဉ်ရဲ့ဒီအပိုင်းတစ်ခုက ကျွန်တော်တို့ဆိုတော့အပူနဲ့အေးအေးကြာเนาะအမားနဲ့အမှန်ကြာเนาะဟို ကျွန်တော်ရဲ့ချိန်လဲမှုကစားမှုကအင်မတားခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်မယုံကြည်နိုင်လောက်အောင် ကားရံရဲ့တကိုးတော်လို့နောက်ဆုံးထေရှားလာတဲ့ကားရိုင်းမှာဒုက္ခခံခြင်းတည်ခြင်းရှင်ပြန်ခြင်းအားဖြင့်ဆိုတဲ့ဒီဘဝကိုချင်းပရတန်ရှင်သောယတ္တတပတ်ကိုဒီနေ့စတင်ကြပါပြီ Holy Week ဒါကိုစတင်ကြပါပြီတရားတရားနဲ့ပါဝင်ကြစို့ကျွန်တော်ရဲ့ဘဝကိုတုံ့တက်ကြပါစို့ဘဝမှာတုတ်တက်မှုမြင်မာမှုတစ်ခုခုရရှိပိုင်ဆိုင်နိုင်အောင်ဒီပါစကာကာလမှာ ကျိုးဆုတောင်းပြီးကြိုးစားကြပါစို့